2025ခုနှစ်ဧပြီလ19ရက်နေ့စနေနေ့ငလင်ဒေတာနဲ့တက်ဆိုင်တဲ့မိုးလေဝသနဲ့စိုက်ပျိုးရေးအတွက်မိုးလေဝသလေတာခမှန်းချက်များကိုတင်ပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့။အားလုံးမင်္ဂလာမျိုး EMK Entertainment ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တစ်ဆက်ပြင်ပြီးဖွင့်ရတဲ့ဒီဧပြီလ19ရက်နေ့အတွက်ပြည်သက်တဲ့တဲ့နဲ့ငလင်တဲ့တဲ့တွေကိုဒီမိုးစလဘလော့ကဦးထေးတဲ့နေပြီးတော့ ကျွတ်တင်ပြစ်စင်လို့ရအောင်ခံမထားတဲ့ view file လေးဒီ view file လေးကျွန်တော်မျိုးပြသက်တဲ့ဆက်ပြသက်ဖြစ်ပါရဲ့ကျွန်တော်မျိုးလေးဘူးဒရက်ရအနေနဲ့ပြလဲဝင်မဲ့တိဆက်ပလဲခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော် view file လေးအဆုံးထက်ထိလာပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော် view file လေးဆက်လိုက်ရအောင်လေဒေတာနဲ့သက်ဆိုင်တဲ့မိုးလေဝသနဲ့စိုက်ပျိုးရေးအတွက်မိုးလေဝသဒေတာခမှန်းချက်များကိုတင်ပြမှာဖြစ်ပါတယ် ကျွန်တော်ရဲ့လေ့လာချက်ကတော့လေစီကြောင်းကို စတင်လေ့လာချက်ကနေပြီးတော့ခမန်းချက်များကို တင်ပြနေတာဖြစ်ပါတယ်။19ရက်နေ့မနေ့6နာရီအချိန်ဂျိုလူကပေးပို့တဲ့တိုင်းတာချက်တွေကဘင်္ဂလားပင်လယ်ကိုဖြတ်သွားတဲ့လေစီကြောင်းဟာဆိုရင်တစ်ခုကမိမဝတာတောင်နှန်းကိုတွားပြီးတော့တစ်ခုကတော့အနေငယ်ကိုပြီးတော့ဗမာပြည်ကိုပောက်ဝင်သလိုပဲနောက်တစ်ကြောင်းကတော့ အင်ဒိုနီးရှားမလေးရှားဘက်ကိုပြန်ပတ်ဆင်းသွားတာတွေ့ရပါတယ်ဒီနေသားကဘာလို့ပြောလဲဆိုလို့ရှင်ပမာပြည်မှာမကြားခင်မှာမိုးရပ်တော့မယ်ဆိုတဲ့အနေထားပြပါတယ်ဒီကနေ့16ရက်နေ့မနေ့တနားရရနေပြီးတော့မနေ့6နာရီတွင်းမှာဆိုလို့ရှင်တော့သောသောလေးစီးချောင်း၃ချောင်းအတွက်ကြောင့်လို့ပထမလေးစီးချောင်းကမြမာပြည်အနောက်ဘက်ခြမ်းကိုတက်သွားပြီးတော့မိုးရွာသွန်းတယ်လို့ပဲ မြမာပြီအောက်ဖက်ချမ်းကိုပတ်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားတွေတွေ့ရပါတယ်။နောက်တစ်ခုကတော့မြမာပြီအလယ်ပိုင်းကိုဖြတ်ဝင်သွားတဲ့လေစီးကြောင်းကြောင့်မလို့ကျွန်တော်တို့နေပြည်တော်နဲ့မန္တလေးကြားမှာမိုးအနှဲငယ်ကျနိုင်ပြီးတော့နေပြည်တော်ကနေပြီးတော့တောင်ဘက်တစ်လျှောက်လုံးစစ်တောင်းမြဝအပါဝင်ကြားပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်း ရန်ကုန်တိုင်းနဲ့အေရော်ရီတိုင်းမှာမိုးအနည်းငယ်ကျနိုင်တယ်။တနင်္လာရီတိုင်းမှာလည်းမိုးကျနိုင်ပါတယ်။နံနက်6နာရီကနေပြီးတော့နေ့လယ်7နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းနဲ့အထူးသဖြင့်မေမြို့ဘက်မှာမိုးကျနိုင်တယ်လို့ပဲချင်းပြင်းနဲ့ချင်းပြင်းနဲ့အဖြောင်းမှာမိုးနှင်းငယ်ကျပြီးတော့အေရော်ရီတိုင်းမှာမိုးနည်းနည်းရွာနိုင်ပါတယ်။ထို့အတူမွန်ပြည်နယ်တရင်းနိုင်တိုင်းမှာ ဆက်လက်ပြီးတော့မူကြနိုင်နေ့နဲ့7နာရီနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မြောက်ပိုင်းဘက်မှာပို့ပြီးတော့မူကြတာတွေ့နိုင်ပါတယ်ရခိုင်ပြည်နယ်မြောက်ဘက်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ကချင်ပြည်နယ်ဖြစ်ပြီးတော့မန္တလေးတိုင်းအရှေ့ဘက်မှာမူနည်းနည်းလေးကြာနိုင်ပါတယ်နောက်တစ်ချက်ကသတိထားဖို့ကတော့အောက်ဖက်ချမ်းကရင်ပြည်နယ် မုံပြင်းတဲ့အောက်ဖက်နဲ့သတင်းပါတိုင်းမှာတချို့နေရာတွေမှာနေရာကွက်ပြီးတော့မုံများနိုင်မှာညနေ6နာရီကနေတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့မိုးရွာသွန်းမှုပြန့်နှံ့သွားပြီးတော့ကချင်ပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်၊နေပြည်တော်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်မြောက်ဖက်တို့မှာမိုးအနှဲငယ်သာကျနိုင်ပါတယ်။ထို့အတူ မြမာပြည်အောက်ဘက်ခြမ်းဖြစ်တဲ့ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းတိုင်းတိုင်းတို့မှာလည်းဆက်လက်ပြီးတော့မိုးရနိုင်တဲ့အနေအထားရှိပါတယ်ဒီကနေ့16ရက်နေ့24နာရီအတွင်းမှာရနိုင်တဲ့မိုးရေချိန်ကိုကျွန်တော်တို့တွေ့ကြည့်တဲ့အခါမှာဆိုရင်ကချင်ပြည်နယ်မြောက်ဖက်မှာဒသမ3နှစ်လက်မလောက်ရပြီးတော့စကိုင်းတိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒသမ15လက်မလောက်ရနိုင်ပါတယ်ထို့အတူပဲမန္တလေးရဲ့ရှေ့ဘက်မေမြို့ဘက်မှာဆိုလို့ရှိရင်လည်းမိုးရေကြီးဒသမ4လက်မလောက်ထိရနိုင်ပါတယ်ထို့အတူမန္တလေးကအောက်ဖက်မှာလည်းမိုးရေကြီးအနည်းငယ်ရှိပါတယ်ထို့အတူမြန်မာပြည်အောက်ဖက်စစ်တောင်းမြေဝံမုံပြည်နယ်ကရင်ပြည်နယ်မှာလည်းမိုးနည်းနည်းရနိုင်တဲ့မိုးရေကြီးကိုတွေ့ရှိရပါမယ် တရင်နိုင်တိုင်းမှာတော့မိုးရွေချိန်တလမဝန်းကျင်ရနိုင်မယ်လို့ခမန်းချက်တွေစက်တရပြပူပါတယ်။မြမပြည်နောက်ဖက်ချမ်းမှာဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်မြောက်ဖက်နယ်ချင်းပြည်နယ်မှာမိုးရွေချိန်တသမနှစ်လမဝန်းကျင်လောက်ရပြီးတော့ချင်းပြည်နယ်အိန္ဒိယနယ်စပ်ဘက်မှာတော့မိုးရွေချိန်တလမနီးပါးလောက်ရနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ဒါမဲ့20ရင်းနေမှာတော့ မြန်မာပြည်အောက်ဖက်ခြမ်းတနင်္လာဤတိုင်းနဲ့ကရင်ပြည်နယ်မှာမိုးရီရင်တလမနီးပါးရွာသွန်းပြီးတော့အခြားဒေသတွေမှာကျင်းနေမန္တလေးရဲ့အရှိဘက်ရှမ်းပြည်နယ်အရှိဘက်မှာမိုးနှင်းငယ်ရနိုင်တာတွေ့ရပါတယ်လို့ပဲသခိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ဘက်မှာလည်းဆက်လက်ပြီးတော့မိုးရီရရှိနိုင်တဲ့အခြေအနေရှိပါတယ်လာမယ့်၂၁ရက်နေ့မှာတော့သောသောကပြောတဲ့ မြမာပြီးကောင်းငင်ဘဝတိမ်တွေက မိုးရွာချရင်လည်းကုံတော့ဖြစ်ပြီးတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာမိုးဆက်လက်ပြီးတော့ရွာသွန်းနိုင်လို့ပဲရှမ်းပြည်နယ်အရှိမြောက်ဒေသမှာလည်းမိုးနဲ့လဲရွာနိုင်ပါတယ်ထို့အတူမန္တလေးတိုင်းစကိုင်းမြို့ပအဝင်ကျမှာလည်းမိုးနှလဲရွာနိုင်ပါတယ်။အောက်ဘက်မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မွန်ပြည်နယ်မှာမိုးနှလဲ ရွာနယ်နဲ့နေတာရှိပါတယ်ကျွန်တော်တို့သတိပေးတာကမိုးတိမ်ပါသွားတာနဲ့အမျှမြမပြီမှာခရမ်းငုံရောင်ကြီးစတင်ကြာရောက်နိုင်မဲ့ကာလရောက်တော့မှာပါအဲ့ဒါကြောင့်မလို့လာမဲ့တိန်းနာနေ20ရက်နေ့မှာဆိုလို့ရှိရင်မြမပြီ ARV မြန်ပွန်းဒေသတစ်ခုလုံးမှာခရမ်းငုံရောင်ကြီးစတင်ကြာရောက်ပြီလို့မိတ်ဆွေများကိုအတိသေးသေးရတယ် ဒါကတော့22ရက်နေ့မှာပို့ပြီးတော့များလာသလိုပဲ23ရက်နေ့မှာခရမ်းတော်ရောင်ကြီးဟာမြန်မာပြည်လယ်ပိုင်းမှာတောက်လျှောက်များများလာတာတွေ့ပြီးတော့24ရက်နေ့မှာဆိုရင်မန္တလေးတိုင်း၊စကိုင်းတိုင်းမှာတော်တော်လေးကိုပူပူပြင်းပြင်းအပူချိန်ကိုစတင်ခံစားမှာဖြစ်ပါတယ်။24ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ငလျင်ဒေသမှာမိုးကြွားနိုင်တဲ့အနေအထား မရှိတော့ဘဲနဲ့ကချင်ပြည်နယ်မှာမိုးကြီးလာနိုင်တဲ့အနေအထားရှိပါတယ်။ဒါကြောင့်မလို့ကချင်ပြည်နယ်မှာရွာသွန်းတဲ့မိုးတွေဟာမေခမလီခအနေဖြင့် ARV မြေရိုးတစ်လျှောက်ရေကြီးကြောင်းပုံမှန်ရှိရလားဆိုတာကျွန်တော်တို့စတင်သူပြေသနာလောက်အောင်ကာလအခြေဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြေပြင်ကထူးခြားတဲ့အခြေအနေများကိုကိုယ်သက်ထွေးနိုင်စာမျက်နှာမှာ ရေးသားအကြောင်းကြားပေးကြပါကျွန်တော်တို့မှတ်တမ်းတင်နေပါတယ်သူပြေသနာလုပ်နေပါတယ် အလင်းတရင်နဲ့မိုးလေဝသတရင်တွေကိုမိုးစလာဘလော့ကဥတီတရနဲ့ပြီးတော့အပြည့်စုံတည်ပြထားတဲ့ပြည်ပိုင်လေးပေါ့နော်ဒီပြည်ပိုင်လေးကျွန်တော်မျိုးပြတ်တက်တိဆက်ပြီးတော့ဖြစ်ပါရဲကျွန်တော်မျိုးလေးချူတင်ကောက်ွယ်ပြင်ဆင်လို့ရအောင်ဘူးတဲ့ရရအနေနဲ့ပြင်လဲမြတ်တိဆက်ပြလိုက်ခြင်းဖြစ်တယ်အခုလိုလူများတည်အောင်ပြပတ်တိဆက်ပြတဲ့ဒီမိုးစလာဘလော့ကဥတီတရနဲ့ကြီးကြီးမားမားတင်ပါရဲကျွန်တော် channel နဲ့ဘူးတဲ့ရရအကြောင်းနဲ့ဟာတာပြီးမြေတိဆက်ပြီးမှမိုး channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notify bell လေးကိုပဲနှိပ်ခဲ့ပြီးတော့ဆင်ပါရဲကျွန်တော် channel အပိတ်ချစ်ရှိသူတယောက်ချင်းနဲ့ကြီးကြီးမားမားတင်ပါရဲနောက်ထပ်ပြန်ပြန်ဆင်ရမယ်ကျလား